ူတကဆင်ရှင်နိုင်ဖို့ရန်ရွေးချယ်ထားတဲ့ကြံပိုင်လေးကိုဖတ်ရှုလိုပါတယ်။ရှင်ရကုံဝရစာခိုင်းတဲ့အငယ်နှစ်သုံးငါညီကိုတို့တင်တို့ဤယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခန့်ခြင်းကိုတူပွားစေတတ်သည်ဟုတိမှတ်လျက်အထူးထူးအပြပြသောစုံစမ်းနှောက်ရခြင်းနဲ့တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတက်တက်ဖြစ်သည်ဟုတိမှတ်ကြလောဆိုတဲ့နှုတ်ပတ်တော်အပြင် အသက်တာကိုဆင်ခြင်နိုင်ဖို့ခေါ်ပြီးရှင်တယ်။ဒီသနာရဲ့ခေါင်းစဉ်ကိုတော့မှတ်ယူပါဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်။ဒီကြမဲ့လေးသည် ရှင်ရကုတ်ရဲ့အသက်တာမှာကိုကိုတိုင်းစုံစမ်းနှောက်ရှက်ခြင်းကိုခံယူပြီးစုံစမ်းနှောက်ရှက်ခြင်းကို ခံရသောသူများရဲ့အသက်တာမှာထားရှိရမယ့်စိတ်နေသဘောထားမှတ်ယူရမယ့်အရာများကိုတုံတင်ထားတဲ့ကြံပိုက်တွေဖြစ်ပါတယ်။ရှင်ရကုတ်ရဲ့အသက်တာမှာအတွေးအသားအဖြစ် ခရစ်တော်ရဲ့ညီဖြစ်ခဲ့တော်လဲခရစ်တော်ကိုလက်မခံညင်းပယ်ခဲ့သူတယောက်ဖြစ်တယ်ခရစ်တော်လောကလူသားများအားလုံးအတွက်အတိခံအတွေးတွန်းပြီး ရှင်ပြန်ထမြောက်ပြီးရဲ့နောက်ပိုင်းမှာမှခရစ်တော်ကိုယုံကြည်လက်ခံလာခဲ့တာဖြစ်တယ်ခရစ်တော်ကိုယုံကြည်လက်ခံပြီးနောက်တွေ့ကြုံလာတဲ့စုံစမ်းနှောက်ရရှိမြောင်းများစွာ ခံခဲ့ရတော်လဲအဲ့ဒီစုံစမ်းနှောက်ရရှိရဲ့အပေါ်သူ့ရဲ့ ခံယူထားတဲ့အရာများကိုပေါ်ပြတုံတင်ထားတဲ့ကြံပိုက်လေးဖြစ်ပါတယ်။ဒီကြံပိုက်လေးမှာပေါ်ပြထားတာကတင်တို့ဤယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာဒီလို့ပေါ်ပြထားတာကြောင့်ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကိုစစ်တဲ့အရာဒီစုံစမ်းခြင်းသာလျှင်ဖြစ်တယ်ဆိုတာနားလည်ရတယ်။ကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကြီးမားလေလေစုံစမ်းခြင်းကပုံမူပြီးတော့ကြီးမားလေလေဖြစ်မှာဖြစ်တယ်။ ဖျားသခင်ကျွန်ုပ်တို့ယုံကြည်ခြင်းပေါ်မှာအလုတ်လုတ်တော့ကြောင့်ကျွန်ုပ်တို့ယုံကြည်သူများရဲ့အသက်တာမှာဖျားပေါ်မှာယုံကြည်သောစိတ်နဲ့တိဆောက်ထားဖို့ရန်လိုအပ်ပါတယ်ယုံကြည်သူတယောက်ရဲ့အသက်တာမှာဖျားအလိုချီးဆုံးသောအရာသည်ယုံကြည်ခြင်းစိတ်သာလျင်ဖြစ်တယ်ယုံကြည်သောစိတ်ရှိမှသာလျင်ဘယ်အရာမစူလှုပ်ဆောင်နိုင်တာဖြစ်တယ်တတ်ဆွမ်းနိုင်တာဖြစ်တယ်ရှင်မသက်ခရစ်ဝင်ကျမ်း အခန်းကြီး7အငယ်20မှာမုံညစ်စစ်ခံရလောက်သောယုံကြည်ခြင်းရှိရင် ထိုးတောင်းကိုနေရာမှချွေလောလို့ဆိုပြီးတော့တခင်ယေရှုခရစ်တော်ဖျားတုန်တင်ခဲ့ခြင်းသည်ယုံကြည်ခြင်းသည်အရာအလုံးကိုပြောင်းလဲပေးနိုင်ကြောင်းတုန်တင်ခဲ့တာဖြစ်တယ်။စာတန်သည်ကျွန်ုပ်တို့ရဲ့အသက်တာမှာယုံကြည်ခြင်းမရှိစေရန်နီလန်မျိုးစုံအဖြစ်စုံစမ်းနှောင့်ယှက်နေတာဖြစ်တယ်။အဲ့ဒီ စစ်ကြောစုံစမ်းခြင်းကိုအောင်မြင်နိုင်မှသာလျှင်တီးခန့်စိတ်တွေတိုးပွားလာမှာဖြစ်တယ်။ကျမတို့ရဲ့တတ်တာမှာတီးခန့်စိတ်နှေးပါခြင်းသည်အဲ့ဒီစုံစမ်းနှောက်ရှက်ခြင်းကိုမအောင်မြင်သေးလို့ဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့ရဲ့အသက်တာမှာတီးခန့်ခြင်းစိတ်တိုးပွားနေသလားဒါမှမဟုတ်ဆွယုတ်နေသလားဆိုတာပြန်လဲစမ်းစစ်စီခြင်းလေယုံကြည်ခြင်းနဲ့ပတ်သက်၍တမန်တော် ရှင်ရာကုတ်ပင်နေခံခဲ့ပြီးမ စုံစမ်းခြင်းနဲ့တွေ့ကြုံနေရသောသူများကိုယုံကြည်ပြီးစုံစမ်းခြင်းကိုတီးခံခြင်းအပြင်ဖျားဘုံတော်ထင်ရှားဖို့ရန်တုံတင်နေတာဖြစ်တယ်။အဲ့ဒါမှသာအထူးထူးအပြပြစုံစမ်းနောက်ဆက်ရှင်ဆိုတဲ့အခက်အခဲဒုက္ခပြဿနာတွေဘယ်လောက်ပင်တွေ့ကြုံလာပေမဲ့ရင်ဆိုင်ကြော်လွပြီးအောင်မြင်ခြင်းနဲ့တူဖျားဘုံတော်ထင်ရှားစေမှာဖြစ်တယ်။ရှင်ရကုတ်ရဲ့တက်တာမှာစုံစမ်းခြင်းရဲ့နောက်ွယ်မှာ ဖခင်ရဲ့ကောင်းကြီးမင်္ဂလာရှိနေတာဖြစ်တော့ကြောင့်စုံစမ်းခြင်းအပေါ်မှာဘယ်လိုမှတ်ယူထားသလဲဆိုရင်ဖခင်ကောင်းကြီးမင်္ဂလာလို့မှတ်ယူထားတာကြောင့်စုံစမ်းနောက်ဆက်မှု ကြီးမားလေလေဖခင်ကောင်းကြီးမင်္ဂလာကြီးမားလေလေဖြစ်ကြောင်းဝန်ခံထားတော့ကြောင့်ဝမ်းမြောက်စရာအကြောင်းဆိုပြီးတော့တွင်တင်ထားတာဖြစ်တယ်ကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းရှင်ရာကုတ်ကဲ့သို့ အထူးထူးအပြပြသောစုံစမ်းခြင်းကို မှတ်ယူမယ်ဆိုရင်ကျွန်ုပ်တို့အသက်တာအပြင်ဖျားဘုံတော်ထင်ရှားသလိုဖျားကောင်းကြီးလည်းခံစားရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်ုပ်တို့ယုံကြည်သူများရဲ့အသက်တာမှာစုံစမ်းခြင်းပေါ်မှာခံယူမှုမှတ်ယူမှုလွဲမနေတာကြောင့်ဖျားဘုံတော်မထင်ရှားသလိုဖျားကောင်းကြီးလည်းလွဲလျှော်နေအောင်မှာဖြစ်တယ်။ဒါကြောင့်ရှစ်တော်မိသားစုများစုံစမ်းနှောက်ယှက်ခြင်းနဲ့တွေ့ကြုံလာတဲ့အခါမှာစိတ်မပြတ်ပါနဲ့ အာမငယ်ပါနဲ့ယုံကြည်ခြင်းအပြင်အဲ့ဒီစုံစမ်းခြင်းကို အောင်မြင်ကြော်လွှမ်းနိုင်မှသာလျှင်စုံစမ်းနောက်ချက်ချင်းရဲ့နောက်ွယ်ကဖျားသခင်ပြင်ဆင်ထားတဲ့ကောင်းချီးမင်္ဂလာများကိုရယူပိုင်ဆိုင်ခြင်းနဲ့အတူဖျားပုံးတော်ထင်ရှားနိုင်တော်သူများဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းနှိုးဆော်ခွန်အားပေးလိုက်တယ်အားလုံးပေါ်ဖျားကောင်းချီးပေးပါစေ။